ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီမှာဆိုရင်တော့ကျွန်တော်ရဲ့ page messenger မှာကျွန်တော်ကိုကူညီပေးပါဆိုပြီးတော့เนาะအကူအညီလက်တောင်းနေကြတာဒီအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်ပုံစံတူတာလေးကိုကျွန်တော်ဒီ video လေးမှာပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နေ့ဒီချက်တော့ကြည်ကြအဲ့တော့ကျွန်တော်ပထမဦးဆုံးတယောက်ကတော့ကျွန်တော်ကိုဘလို့အကူအညီတောင်းလဲဆိုတော့ follower 9000အမြန်ပြည့်ပြီတဲ့ view တွေအကုန်ပွင့်အောင်အာ ပွင့်အောင်လှုပ်ချင်လို့ပေါ့နော်ပြီးလို့ရှင်ညီကတော့လေမလေးမနေတာတဲ့နော်ဝင်ငွေရတဲ့ပိတ်ကောက်လေးဖြစ်ချင်လို့ကုညီပေးပါတဲ့နော်အဲ့ဒါတော့တရားပေါ့အာနောက်တရားကတော့အကိုရေးတဲ့ပတ်စံဝင်တဲ့အကောက်လေးဖွင့်ချင်ပါတယ်တဲ့နောက်တရားကတော့ကျွန်တော်ကိုဖေးဖို့ပတ်စံရတဲ့အကောက်လေးလှုပ်ချင်တယ်တဲ့နော်အဲနောက်တစ်ယောက်ကတော့ကျွန်တော်ကိုအာ screen shot လေးပို့ပို့လာတယ်ပေါ့နော် စကရင်ရှော့ထဲမှာဆိုလို့ဆိုရင်เนาะစက်တာလို့စကရင်ရှင်လို့ပါတနာရှိလို့ပွင့်နေတယ်ပေါ့เนาะအဲ့ဒါ modernization ရှောက်လို့ရပြီလားခင်ဗျာတဲ့เนาะအဲ့လိုမျိုးလေးကျွန်တော်တို့ပို့လာခဲ့အဲ့တော့ကျွန်တော်တို့က Facebook ပေါ်ကနေပြီးတော့ဝင်ငွေရှာလို့ရတယ်เนาะ Facebook ပေါ်ကနေဝင်ငွေရှာဖို့ modernization လုပ်တော့မယ်ဆိုလို့ဆိုရင် Facebook ရဲ့ modernization မှာစက်တာရဲ့เนาะကျွန်တော်တို့ subscription ရဲ့ပါတနာရှိရဲ့เนาะကျွန်တော်တို့ bonus re insane area ဆိုပြီးတော့ရှိတယ်ပေါ့နော်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ bonus re insane area ရှိတယ်အခုကျတော့ကျွန်တော်တို့က2025မှာ bonus re insane area အစားကိုကျွန်တော်တို့ contact modernization program ဆိုပြီးတော့အစားထိုးပေးလာတယ်နော်အခုဒီမကြသေးခင်တရက်နှစ်အတွင်းကမှာလဲကျွန်တော်တို့ create store pop ဆိုပြီးတော့အဝင်ဝင်ရှာဖို့အတွက်နောက်ထပ်တစ်ခု Facebook ကဒီ update ပေးလာတယ်အဲ့တော့ကျွန်တော်တို့က ဒီ fail ပေါ်ကနေပြီးတော့ဝင်ငွေရှာဖို့အတွက်ဆိုလို့ရှိရင် setter တို့ subscription တို့ partnership တို့เนาะ creator store တို့เนาะဒါတွေပွင့်ယုံနဲ့ကျွန်တော်တို့ကဝင်ငွေရှာလို့မရဘူး Facebook ကနေပြီးတော့ကျွန်တော်တို့ income ရဖို့အတွက်ဆိုလို့ရှိရင်ဝင်ငွေရှာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ content monetization program ကိုကျွန်တော်တို့ set up invite ရထားဖို့လိုအပ်တယ်နော်ကျတော်တို့ content monetization program set up invite ရမှသာလျှင်ကျတော်တို့က ဒီ Kona Modernization Program ကိုလျှောက်ပြီးတော့မှအောင်သွားတဲ့အခါမှာကျွန်တော်တို့ကဗီဒီယိုတွေတက်ပုံတွေစာတွေတင်ပြီးတော့ကျွန်တော်တို့ကဝင်ဝေးရှာလို့ရမယ်။ဒါမှလည်းကျွန်တော်တို့က Facebook ဘက်ကနေပြီးတော့ Facebook စီကနေပြီးတော့ကျွန်တော်တို့အင်ကန်စာပြီးတော့ရမယ်။အဲ့တော့ကျွန်တော်တို့က Content Modernization Program ဆက်အပ်ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကကူညီပေးလို့လည်းမရဘူး။เนาะကျွန်တော်တို့ဒီမှာစာပြစ်လက်အပ်လို့လည်းမရဘူး။ကိုကိုတိုင်းတားလျင် Content Modernization Program ကိုဆက်အပ်ရဖို့အတွက် စူးစမ်းယူရမှာပေါ့နော်အဲ့တော့ကျွန်တော် core modernization program ကိုဆက်အပ်ရဖို့ကိုယ်ကိုယ်တိုင်စူးစမ်းယူရမှာဆိုတော့ပြတော့ပြန်မေးကြတာဒီကရှိသေးတယ်ဘလို့စူးစမ်းရမှာလဲဘလို့လုပ်ယူရမှာလဲပေါ့နော်အဲ့တော့ဘလို့လုပ်ယူရမှာလဲဆိုရင်တော့သူ့ကိုလုပ်ယူဖို့အတွက်ဆိုလို့ရှိရင်ပထမအဆုံးတစ်ချက်က Facebook ရဲ့ CMC ကဖြစ်တဲ့ Facebook policy တွေကိုလိုက်နာယူရမှာနော်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ video တွေပို့ပြီးပုံမှန်တင်ပေးရမှာအဲ့တော့ဗီဒီယိုတွေတင်ဆိုတဲ့နေရာမှာလဲကျွန်တော်တို့ကသူများရဲ့ဗီဒီယိုတွေကိုပြင်တင်တာမျိုးမဟုတ်ပဲね ကိုပိုင် creation လုပ်ထားတဲ့ကိုပိုင် view တွေကိုကျွန်တော်တို့ကတင်ပေးရမယ်ဒါမှကျွန်တော်တို့က view ဘက်ကနေပြီးတော့ invite ပေးမှသာလျှင်ကျွန်တော်တို့က content modernization program ကိုရှောက်ယူလို့ရမယ် content modernization program ရအောင်ဆက်အပ်ရအောင်ကျွန်တော်စာပြအပ်လို့လည်းမရဘူးကျွန်တော်ကိုယ်တိုင်ကူညီပေးလို့လည်းမရဘူးเนาะအဲ့တော့ follower တွေများလာအောင် view တွေများလာအောင်လည်းကျွန်တော်တို့ကကူညီပေးလို့မရဘူးကျွန်တော်ဒီမှာ service လက်အပ်လို့တဲ့ follower တွေများလာမှလည်းမဟုတ်သလို view တွေလည်းများလာမှမဟုတ်ဘူး နော် follower တွေ view တွေများဖို့အတွက်ဆိုရင်ကိုယ်တိုင်ကပဲကိုယ့်ရဲ့ page မှာ video တွေပုံမှန်တင်ဖို့လိုတယ်နော် post တွေပုံမှန်တင်ပေးဖို့လိုတယ်ဒါမှပဲကျွန်တော်တို့က follower တွေရမယ် view တွေရလာခဲ့နောက်တစ်ခုကတော့နော်ဝင်ငွေရတဲ့ page လဲကျွန်တော်ဖွင့်ပေးလို့မရဘူးဝင်ငွေရအောင်လဲကျွန်တော်ကူညီပေးလို့မရဘူးစားပစ်လဲပေးလို့မရဘူးနော်အဲ့တော့နောက်တစ်ခုမေးတာရှိသေးတယ်ဗောနော်အာကျွန်တော်ကျမတို့ရဲ့ page နော်ကျွန်တော်ကျမတို့ရဲ့ account တွေက ဝင်ဝေရှာလို့ရလားပေါ့နော်အဲ့တော့ပေးတိုင်းအကောက်တိုင်းကဝင်ဝေရှာလို့ရတယ်ပေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုတက်ပုံတွေစာတွေတင်ပြီးတော့ကျွန်တော်တို့ content monetization program ဆက်အပ်ရတဲ့အခါမှာဝင်ဝေရှာလို့ရတယ် Facebook ဘက်ကနေပြီးတော့ income ရတယ်နော်ကျွန်တော်တို့အသုံးပြုနေတဲ့ Facebook account ကို professional mode ပုံပြီးတော့ပေါ့နော်ကျွန်တော်တို့ profile ပြည့်ပြည့်ပြောင်းလဲပြီးတော့လဲကျွန်တော်တို့ဗီဒီယိုတက်ပုံတွေစာတွေတင်ပြီးတော့ဝင်ဝေရှာလို့ရတယ် အဲ့တော့ကျတို့အကောက်တိုင်းပြည်တိုင်းက Facebook monetization ကိုလုပ်ပိုင်ခွင့်ရှိတယ်နော်အဲ့တော့ဘယ်အကောက်ဘယ်ပြည်က monetization မရဘူးဆိုတာမျိုးမရှိဘူးအဓိကကတော့ကိုက Facebook ရဲ့ policy significant တွေလိုက်နာဖို့ရယ်ကိုတင်တဲ့ content တွေကကိုယ်ပိုင် creation လုပ်ထားတဲ့ကိုယ်ပိုင် content တွေဖြစ်ဖို့ပဲလို့တယ်ပေါ့နော်အဲ့တော့ကျတို့က Facebook ကနေပြီးတော့ဝင်ငွေရအောင်ကျွန်တော်ဒီမှာစပစ်လဲအဲ့လိုမရတလို့ကျွန်တော်ကူညီပေးလို့လည်းမရဘူးပေါ့နော်အဲ့ဒီ content monetization program set up ရမှသာလေရင်ကိုယ်တိုင်လျှောက်တဲ့ရင်ရှောင်းမယ် ကိုယ်တိုင်မလျှောက်တတ်ဘူးဆိုလို့ဆိုရင်နော်တက်ကြွနဲ့ကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလျှောက်ခိုင်းတာမျိုးတွေဒါမှမဟုတ်ကျွန်တော်တို့စပစ်အပ်တာမျိုးတွေပဲလုပ်ယူလို့ရမယ်ဒါမှမဟုတ်ဘူးဆိုလည်းကျွန်တော်ဒီမှာလည်းလျှောက်ခိုင်းလို့ရပေါ့နော်ဒါမှမဟုတ်ကျွန်တော်တို့ကလျှောက်ပြီးလို့ရမယ်အဲ့တော့ဒီ page တွေကို content modernization ရအောင်ကျွန်တော်ကနော်ဝင်ငွေရတဲ့ Facebook account ဖြစ်အောင်ကျွန်တော်ဒီမှာ service အလုပ်လည်းမရဘူးကျွန်တော်ကူညီလို့လည်းမရပါဘူးခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီလိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်